ချင်းတွင်ရန်ကနေကာကွယ်ဖို့ဆိုရင်တော့ဒီနီလန်းလေးကိုသာတုံးကြည့်ကြပါချင်းတွင်ရဲ့ရန်ကနေကာကွယ်ဖို့ဆိုရင်တော့ဒီတဘာဝနီလန်းလေးကိုတည်ထားဖို့လိုအပ်ပါလိမ့်မယ်ခန္ဓာကိုယ်ပေါ်မှာပဇင်းလိုအကောင်မျိုးလေးတွေကိုတတ်ထားရုံနဲ့ချင်းတွင်ရဲ့ရန်ကနေကာကွယ်နိုင်တယ်ဆိုတာလူတော်တော်များများမသိကြပါဘူးเนาะဒီနီလန်းလေးကတော့ပဇင်းတွေရချင်းတွေကြောက်ရတဲ့တတဝါဖြစ်တာကိုအသုံးချထားတာဖြစ်ပါတယ်ပဇင်းတွေရဆိုရင်တော့ချင်းတွေကိုအချိန်တိုင်းလိုက်တက်နေတာကြောင့်ချင်းတွေကကြောက်နေရတာပါ ။သိပ္ပံဒီကြပြောရမယ်ဆိုရင်တော့ခြင်တွေရဲ့မှတ်ညံထဲမှာချိန်ချမှုဖြစ်နေဖြစ်နေတဲ့ပုံစံတစ်ခုကပဇင်းနေပါပဲ။သူဒေသနာတချို့ရခြေနွေရပဇင်းရုပ်လေးတွေကိုတောင်မှ တကယ်ပဇင်းအစ်စ်တကောင်လို့ထင်ပြီးထွက်ပြေးတတ်တယ်လို့ဆိုတာပြသထားကြတာပါ။ဒါကြောင့်တချို့ကခန္ဓာကိုယ်ပေါ်မှာပဇင်းပုံစံအယုပ်လေးတွေတတ်ထားမယ်ဆိုရင်ဒါမှမဟုတ်အင်ကြီးပေါ်မှာကတ်ထားမယ်ဆိုရင်တော့ခြေနွေကအရင်ကလောက်မလာတော့ဘူးဆိုပြီးတော့ပြောကြပါရစေ။ ဒီနီလန်ကဓာတ်ရုပ်ဆေးတွေမပါဘဲနဲ့တဘာဝနီးဖြစ်တဲ့အတွက်ကျန်းမာရေးအတွက်လည်းဘေးကင်းပြီးတော့အနံ့မထွက်တဲ့အတွက်ကလေးငယ်တွေလည်းသုံးလို့အဆင်ပြေပါတယ်။တခါတလေမှာတကယ်မထင်မှတ်တဲ့နီလန်လေးတစ်ခုမှလူတရားအတွက်တကယ့်ကိုအသုံးဝင်တတ်ပါတယ်လေ။ဒီနီလန်လေးကိုမဆန်းသေးဘူးဆိုရင်တော့တစ်ခေါက်လောက်ဆန်းကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေလားရှင်။